2025ခုနှစ်ဇွန်လ9ရက်စနေနေ့မနက်စောစောနှုတ်ခွန်ရညဖျားခင်သာတော်လိုက်ကျွန်တော်သူတပတ်ခန်းစားပြီးတိတာကလာသွားလာကျင်လည်မဲ့ခွင့်ရအတွက်ပြည်စပေးဖြစ်နာမှာဘုံကြီးပါစီတော့ကလာချင်ုံရှူစွာရွေးနှောင်းရမယ်ဆိုလို့ရှိရင်နှစ်ဆအနေဒီဂရီပါဝင်ကျွန်တော်ကျမတယောက်ဖြစ်သည်အသက်ရှင်ခဲ့တာရပ်ပေါင်း158ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုကလက်ကတ158ကိုဘယ်လိုသုံးပြခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်နှုံသွင်းကြရအောင် မရက်ဖန်နေစပြီးတော့နှစ်ကုန်တိကြံရှိသေးတဲ့ရက်ပေါင်းကတော့200နဲ့9ရက်ကြံပါသေးတယ်ကြံရှိသေးတဲ့200ကိုလည်းကာလာဂျွန်ကောင်းဆုံးရွေးထုတ်ပြီးသွားလာခြင်းလို့ပြောလို့ကရှေးဦးစွာတိုက်တွန်းလို့ဆိုပါရစေဒီကနေ့ my blessings morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့86ခုမြောက်ဆလံအပိုင်ငယ်73ကာကြီးပထမစာကြောင်း89မြောက်ဆလံပိုင်ငယ်1ကာကြီးပထမစာကြောင်းကိုရွေးချယ်ပြီးဖတ်သွားမှာဖြစ်ပါတယ် အကျွန်ုပ်ခံရသောဂယုဏတော်ကြီးလာပါ၏ဟာလေလုယာ69အပိုင်ငယ်နှစ်ဂယုဏတော်သည် အစင်မြဲတည်ရပါ၏ဖကြွန်တို့ကတော့တရှင်တဲ့စကားတော်ဖြစ်တိုင်းကြောက်တဲ့မှာဘုရားသခင်သည်အသစ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ဂယုဏတော်ကျွန်တော်ခဏပြောပါရစေ ခံသိခံထိုက်ရတာနဲ့မခံစားခြင်းငဲချဖို့ထိုက်တန်တယ်ဘာမှလုပ်စရာမလိုဘူးဝိကရေပြသားဖြစ်ကြတဲ့ငဲချပြသားဖြစ်ပါတယ်ဒါမဲ့ခံသိခံထိုက်ပြီမဲ့ဂုဏတော်ကြောင့်ခံစရာမလိုတော့ဘူးအမြတ်တော်ခံသိတယ်ဒါမဲ့ဂုဏတော်ကြောင့်ခံစရာမလိုတော့ဘူးချိန်ချင်းခံသိတယ်ဒါမဲ့ဂုဏတော်ကြောင့်ခံစရာမလိုတော့ထိုရှင်နာမပုံကြည်ပါစီယောဒီနေ့ဆလန်ဆရာကဘာပြောလို့ဆိုလို့ရှိရင်ပထမချက်မှာကျွန်တော်ဖတ်ခဲ့တဲ့အတိုင်းဂယုနာတော့ ကြီးလာ၏။အော်ဒီစကားဟာဓမ္မရစဉ်အော်ဒုတိယဆောင်းခိုင်း24မှာဒါဝိလူကြီးတွဲမိတယ်။အော်ပုဖက်ကကိုဆစ်လွတ်ပြီးတော့ဖျားခင်ကမေးပါတယ်။သုံးနှစ်ပတ်လုံးအစဟာရခေါပါစီရမလား။သုံးလပတ်လုံးမင်းရန်သူလိုက်တဲ့ကြောင့်ရန်သူရှိနေမင်းထွက်ပြေးမလား။သုံးရပတ်လုံးကာလနာတယောက်စီရမလား။ အဲ့ကျွန်တော်တော့ဘာပြောလဲပရိုဖက်ကတ်ကိုအကျွန်တော်ဟာကြင်းမြောင်းရသောရောက်ပါပြီတကားလူလက်တို့မရောက်ပါစေနဲ့ထာဝရဘုရားလက်တော်တို့ရောက်ပါစေဂယုနာတော်ကြီးလာ၏ဟာလေလုယာကျောဂယုနာတော်ကြီးတယ်ဆိုတာက တကယ်ပဲဘုရားတတအတွက်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာပါကြီးမားတဲ့ဂယုနာဘလောက်တည်လဲခုနကကျွန်တော်ဖတ်ခဲ့ပြီးပါပြီအစင်မြဲတည်ရထာဝရတည်တယ်မပြောင်းမလဲဘူးလို့ပြောပါတယ်ဂယုနာရဲ့တည်ရှိမှုကမပြောင်းမလဲဘူး ကျောင်းခဏပြောလို့ယေရမိမိသားစကားခန်းကြီး၃ပိုက်ငယ်20နဲ့23မှာဘာပြောလဲထာဝရဘုရားသည်တနာတော်မူ၍ဂျူနာတော်မကုံသောကြောင့်ဂျူနာမကုံဘူးတဲ့နော်ငါတို့ဒီဆုံရှုံချင်းတို့မရောက်ဖဲနေရတယ်ခဏကျောင်းပြောတယ်ဆုံရှုံချင်းရောက်ထိုက်ပါတယ်ထိုက်တန်ပါတယ်ဒါပေမဲ့ထိုက်တန်ပေမဲ့ဆုံရှုံချင်းဂျူနာတော်ကြောင့်မခံစားရတော့ဟာလေလုယာနတ်နဲ့တိုင်းဂျူနာတော်တစ်ကိုခံရကြ၏တစ္ဆာတော်သည် ကြည်မြတ်ပါ၏ထိုရှင်နာမဘုန်းကြီးပါစေ ဒါကြောင့်ဒီနေ့ချစ်တော်ညီကောင်ဖုံမတို့နေ့စဉ်နဲ့မြမိုင်း Blessed Morning ပြောတဲ့ချိန်မှာဟာဒီနေ့ကဘယ်နှခုနှစ်ဘယ်လဘယ်နှရဖြစ်ပါတယ်နှုတ်တော်ရညီဖျားခင်လာတက်အောင်လဲကျွန်တော်တို့တဲ့ကိုခန်းစားပြီးတိတ္တကလာသွားလာခြင်းလည်းခွင့်ရေးလို့ပြောတဲ့ခါမှာဟာအာမင်ချတယ်လေထို့သူဖြစ်ပါစီအဲ့ပေါ်မှာယုံကြည်ခြင်းနဲ့နေ့စဉ်နဲ့မြတ်ထုတ်ပြန်ဖို့ကျွန်တော်ဒီသတင်းစကားတွေပြောနေတာဖြစ်ပါတယ်ဒါကြောင့်ဂျူနာတော်ကြီးလာဤဂျူနာတော်အစင်မြဲတည်တယ်ဆိုတော့ နှစ်ကွက်တော်မှာယက်တည်ခြင်းနဲ့နေ့စဉ်နဲ့မျှပွားလာခြင်းလည်းရအောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်။ကျွန်တော်နှစ်ကွက်တော်နဲ့ဝင်းကားကြအဖြစ်ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တပံပြလဲကောင်းချီးပေးပါစီတော်ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖပါဆာလန်ဆရာက သူခံစားရယူနာတော်ကြီးမှလှပါလို့ပြောပါတယ်။လူကြီးတွေ့မိတဲ့တကြလူလက်တို့မရောက်ပါစေနဲ့။ တော်ရဖျားလက်တို့ရောက်ပါစီကျွန်တော်တော်ကြီးလာဤဆိုဒါဝိဒ်ပြောဆိုတဲ့အတိုင်းဆလန်စီလည်းပြောပါတယ်။ခံစားရရင်ကျွန်တော်တော်ကအစင်မြဲတည်တယ်လို့ပြောပါတယ်။ကြောင့်နေ့စဉ်မြခံတင်ခံထားရတဲ့အတိုင်းမခံစားရအောင်ကျွန်တော်တို့သားတို့တတတာဒီမှာဝင်းရံပြီးတော့ပို့ဆောင်နေရှိသောကြောင့်လည်းယေရှုတော်ကိုချီးမွမ်းကြပါတယ်။ရောက်တိုင်းအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပြီးနေ့စဉ်မြကျွန်တော်တို့တိတ်ကိုခံစားရတယ်ဆိုတဲ့နှုတ်ကပတ်တော်ဘုရားယက်တည်ပြီးတော့တိတ်တာကာလနေ့စဉ်စတိုင်းသွာလာခြင်းလေစွာကြောင့်ဖြစ်စေဖို့ မဆာပဲပြန်လာပြတ်တော့ပို့ဆောင်ကောင်းကြီးပေးပါမည်အကြောင်းထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်ဖြစ်ကိုပြပြပြီးယေရှုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရအဖဖရာသခင်အာမင်ဂျူနာတော်ကြီးလာ၏နန်းနဲ့တိုင်းဂျူနာတော်အသက်ကိုခံရကြ၏တစ္ဆာတော်သည်ကြီးမြတ်ပါ၏ဒီဝင်းငါချက်ကိုမိတ်ဆွေတငယ်ချင်းတွေပေါင်းဝင်ချင်းတွေဆွေမျိုးသားချင်းတွေ Facebook တငယ်ချင်းတွေသိစေဖို့လုံးက public မှာ share လုပ်ပေးပါအောင်လို့ထပ်မံပြီးတော့တောင်းဆိုလိုပါတယ်။ခုဆိုရင်ဒီတပတ်တာကာလပြီးခဲ့တဲ့ခင်ဗျားနေ့ဇွန်လတက်ကစပြီးတော့တရက်ဟလာ3ရက်5ရက်ဒီ9ရက်ဆန္ဒကျမ်းတွေလေ့ကျင့်စစခဲ့ပါတယ်။မနေ့ကကျွန်တော်မာကူကစစခဲ့တယ်။ပြီးခဲ့တဲ့လနေ့2ရက်4ရက်မနေ့က6ရက်မှာရှမောက်ခရုံရံနေ့3ချိန်စစခဲ့။ကျွန်တော်ဖြစ်စေချင်တော့အချိန်မရရအောင်ရှာကြံပြီးတော့ဟလာစာလန်စစလန်နေ့လေ့ကျင့်မာကူဆိုမာကူက3ချိန်ကို ပြန်ပြောင်းပြီးတော့နားထောင်ကြည့်အောင်လို့တိုက်တွန်းလိုပါတယ်။ရောက်တဲ့မှာဘုရားသခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။